အဲ့လိုမျိုးပါကျွန်တော်ပြင်ပြမျိုးပါကျွန်တော်ဒီလာလဲမှာပေါ့နော်ကျွန်တော်ဒီဒီတင်တဲ့ခုကျွန်တော်တို့စီစဉ်ထားပါတယ်ဘယ်လိုတွေလဲဆိုရင်ကျွန်တော် mechanical engineer တွေ mechanical power နဲ့တောင်းပြတဲ့ဒီကိုတွေမြန်မာငွေတွေဒီပြင်ကျွန်တော်ဒီလက်ရှိကြောင်းတက်နေတဲ့ဒီကိုတွေပေါ့နော် air con နဲ့ refrigeration မှာအလုပ်လုပ်မယ်ဆိုရင်ကျွန်တော်ဒါတွေဒီထားဖို့လေအဲ့ဒီအားနဲ့ပတ်သက်ပြီးကျွန်တော်အာတင်တဲ့ခုမြောက်ရတော့ပါမယ်ကျွန်တော်ကျွန်တော်စာအုပ်လေးလေး ်ရှိပါထုတ်ထားပါတယ်အဲစာအုပ်လေးနဲ့ကတော့ဒီမြောက်ပေါ်ပါမယ်ဆိုတော့ဘာလေးသင်ပါလဲဆိုရင်ကျွန်တော်ဒီမှာ RC ပေးစင်လေးပြည်ကြီးနဲ့ပတ်သက်တဲ့ဟာတွေပုံတင်မယ်ဒီ refrigerant frame pouring နေတဲ့ပတ်သက်တာတွေပုံတင်မယ် air conditioning system ကဘာလဲ refrigeration system ဘာလဲ actual low temperature ULD ရပါတယ်ဒါလေးကျွန်တော်တို့ emphasize လုပ်ပြီးပြောပါမယ်ဒီနေ့ကျွန်တော်ကဒီ system မှာအဓိကသင်မဲ့ engineering အတွက်သင်တန်းဖြစ်တဲ့အတွက်ကြောင့် engineering ကို psychometric ကိုကျွန်တော်သင်ပါမယ် ိုက်ကွန်မတ်ရစ်ချက်ကိုကြည့်ပါလေဒီပါလေအွန်ပေပါမှာဘလို့ plot ချမယ်အဲကျွန်တော်ဒီနေ့ကျွန်တော်ဒီကွန်ပျူတာတွေနဲ့လဲကျွန်တော် software တွေသုံးပြီးတော့ကျွန်တော်ပြပြတော့ပါမယ်နောက်တစ်ချက်ကကျွန်တော် pressure enthalpy ချက်ပေါ့နော် enthalpy ကိုဘလို့မျိုးနေရာမှာသုံးတာလဲအဘာအတွက်သုံးတာလဲဘလို့မျိုးတိုင်းတာပါလဲ plot ချက်ပါလဲချက်တွေနဲ့ကျွန်တော် graph တွေနဲ့ကျွန်တော်တို့ဒါ plot ချတာတွေရော plot ချတာတွေရောကျွန်တော်သင်သွားမယ်ကြောက်သွားမယ်ဒီနေ့ temperature probe တွေပါပါမယ် စူပါဟီးဒီဆက်ဘူးတွေရပ်ပရကျွေးချင်းမှာစူပါဟီးနဲ့ဆက်ဘူးကအဲကွန်းနဲ့ရပ်ပရကျွေးချင်းမှာရှိမဖြစ်မတိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်တယ်ပြီးတော့ဒီစူပါဟီးဒီဆက်ဘူးတွေကိုကျွန်တော်တို့အနေနဲ့ကောင်းကောင်းနားလည်တာဖို့ဒီအင်ဂျင်နီယာတယောက်လေအဲ့ဒီပြင်ကျွန်တော်တို့ကဒီဆက်တွေကို handling လုပ်တယ် operation နဲ့ maintenance လုပ်တယ်ပေါ့အဓိကကတော့ကျွန်တော်တို့က operation နဲ့ maintenance ဆိုကျွန်တော်တို့က troubleshooting ကိုကျွန်တော်တို့ကအဓိကအဖက်လုပ်ပြီးပြောင်းလာမှာဖြစ်တယ်ဒီတနေ့မှာဆိုကျွန်တော် project ဆက်တွေ set မှာလဲတမ်ပရေချာကွန်ထရိုလာတွေကျွန်တော်ဘယ်လိုမျိုးစတင်ချိန်မှာလဲဒီ room ရဲ့စက်ကွာရဘယ်လောက်ထားတင်လဲ air con လုံးကို accommodation ကိုမဲ့ပြပြကျွန်တော်ဒီ yo အိမ်လုံးရဲ့ကိုမဲ့ပြဘယ်လောက်ဒီစက်ကွာထားတင်လဲ average ရတာပဲ comfort ဖြစ်လဲဒီမှာမှရှိနေတဲ့အကဲရဲ့ relative humidity rh ပေါ့နော်အဲ humidity percentage ကဘယ်လောက်ရှိတာလဲဒီ region နေကြောင်းပြောရင်လဲ safety ရအများကြီးပါလာမယ် global warming potential တွေပုံစံဒီ vision potential တွေကျွန်တော်ဒီကပြအများကြီးပါမယ်ဒီ data ချက်လက်တွေနဲ့ပြီးပြီကျွန်တော် loss of thermodynamic ကိုအဓိက ခြေခံထားတဲ့ air quality regulation စနစ်စကန်လောက်အောင်တောင်းပြီးပါပြီဒါအဲ့စနစ်မှာကျွန်တော်တို့ pressure ပါမယ် heat ပါမယ် temperature ပါမယ်သူ့ရဲ့ခေါင်းစဉ်အောက်ကကျွန်တော်လက်ရှိတက္ကသိုလ်မှာအနည်းပညာတက္ကသိုလ်ကြီးမှာသင်ကြားမျှဝေထားတဲ့ pressure တွေကြောင့် gas law တွေပါလာမယ် state of matter တွေ heat collection conversion radiation တွေ atoms and molecules တွေ refrigerant တွေရဲ့ number တွေကိုလိုကြည့်ပါလေဒီနေရာမှာသုံးပါပြီပြီးပြီး pressure ရောဘယ်လောက်ရှိတာလဲ pressure gauge တွေပါကျွန်တော်တို့ကဖတ်တာအောင် ဒါပေမဲ့ gas ကိုဘယ်လောက်ထိခြာကြီးလောက်ပါလဲ refrigerator ပေါ့နော် refrigerator အဲဘယ်လောက်ထိသုံးပါလဲဘယ်လိုသုံးပါလဲ PD check နေကျွန်တော်ညှောက်ရေးသွားမယ်ဒီနေ့ကျွန်တော် heat ဆိုရင် heat အပိုင်းမှာ heat နဲ့ temperature နဲ့ဘာတူ heat ကကျွန်တော်တို့ enthalpy လို့ခေါ်မယ်ဒါ specific heat ပေါ့နော်ဒီမှာ enthalpy လို့ခေါ်တဲ့အရောက်တူမှာကြေအောင်နေတဲ့အပူပမာဏဆွဲရင်လေးကိုကျွန်တော်တို့တီးသားညှောက်ရေးသွားမယ် entropy ကျွန်တော်တို့ကစင် clear ဖြစ်နေတဲ့ disorder ဖြစ်တဲ့ entropy ရောက်ပါမယ် တမ်ပရေချာလေးနဲ့ပတ်သက်ပြီးတော့ absolute 0ကိုအဓိက focus လုပ်ပြီးကျွန်တော်တို့ share မိလို့သွားမယ် absolute 0တိမှလည်း absolute pressure ဆိုတာလည်းတိမယ် absolute ဆိုတာပါလေပထမလေးကျွန်တော်ပြောင်းလို့သွားမယ်ဒီနေ့မှာအဓိကကျွန်တော်တို့သွားမယ်ရည်ရက်ဒီ set လုံးကိုဘယ်လို handle လုပ်မလဲ operation ဘယ်လိုလုပ်မလဲဘယ်လိုမျိုး set ပြက်ခဲ့ troubleshooting လုပ်ပြီးတော့ဒါကိုသင်ကြားပြီးတော့လေ့လာရင်အကောင်းဆုံးကျွန်တော်တို့ပြောင်းကျွန်တော်တို့အလွယ်ကူဆုံးပြောင်းစီစဉ်ထားပါလေဒါတွေသင်ကြားနားလည်လို့ ပြီးသွားရင်ဒီတန်းတန်းကိုကျွန်တော်တက်တဲ့ကြွယ်ရအလောက်ကောင်းကောင်းရရှိမှာဖြစ်ပါတယ်ကျွန်တော်အလောက်ကောင်းကောင်းရရှိတဲ့နေရာမှာကျွန်တော်ကရလိုက်တဲ့တာကျွန်တော်ယာဉ်တန်တာဝင်ပေါ့နော် responsible accountable ရကျွန်တော်ဓာတ်တွေအေးအေးဆေးဆေးနားလေအတွက်ဒီဆက်တင်ကိုကျွန်တော်တို့အကောင်းကောင်းအေးအေးဆေးဆေးခိုင်နေပြီးနေပါလေဆက်တင်နဲ့ပတ်သက်ပြီးကျွန်တော်လက်တွေ့ပေါ့နော်အပိုင်းတွေလည်းပါလေပေါ့ဘာလေးပါမှာလဲကျွန်တော်တို့ဥပမာဆက်တင်ရှိတယ်နောက်ဘက်မှာဆက်တင်ရှိတယ်ကျွန်တော်ချက်ပြပြပါမယ်ဟုတ် โอเคนะဒီမှာဆိုရင်ဒီဆက်ကကျွန်တော်တို့ဒါ refrigeration system မှာကျွန်တော်တို့ဘယ်လိုသုံးလဲပေါ့ evaporator ရဲ့ condensing unit ရဲ့ vapor compression refrigeration system ကိုပဲပူစားပေးပြီးဒီမှာလောက်ထားတာဖြစ်နေဒီမှာဆိုရင် gas ကိုလောက်ပြီးကူးလောက်လောက်သွားမှာလဲ charging လို့လောက်သွားမှာလဲ temperature ရဲ့ super heat နဲ့ဆက်ပြီးလို့ကြည့်မှာလဲ pressure ရဲ့ဘယ်လိုဖတ်မှာလဲဘယ်လိုမျိုးဒီကောင် operate လုပ်ပြီး block test ထဲမှာလဲ ဲ့တော့ဒီကျွန်တော်ဒီလိုရတဲ့ major control တွေနဲ့ low pressure trip high pressure trip တော့ overload trip ဒီအကုန်လုံးကျွန်တော်တို့ဒါကဒီလိုလည်းကျွန်တော်ဆင်ထားတာပါနောက်တစ်ဆက်လုံးလိုက်ကြည့်ပါဟုတ်ပြီဒီဆက်လေးကတော့ကျွန်တော်ဒါ R ကျွန်တော်4 4ရင်းနဲ့ကျွန်တော်တို့ ထုတ်ထားတာဖြစ်ပါလေတွက်ချက်ဒီမှာကျွန်တော်လုပ်ထားတာတော့ပူပိုင်းဒီဘလောက်အဲကွန်လန်ဒီယူနစ်ကဘလောက်ဒီဟီအချိန်လုံးကောင်းလဲတမပရီတာယူနစ်ကဘလောက်လဲကွန်ပရက်ဆာယူနစ်ကဘလောက်ဝတ်ရှိလဲကီလိုဂျိုးပေါက်ကီလိုဂရမ်ဘလောက်ရှိဒါတွေကျွန်တော်အတိအကျဒီချက်ပုံမှာလည်းတွက်မယ်ဒါတွေမောင်းလဲမောင်းမယ်တကယ်လည်းဒီဟာ pressure suit control တွေလုပ်မယ် temperature controller တွေ control လုပ်မယ်ဒါမှမဟုတ် starter တွေလည်းလုပ်ထားတာခဏကစက်ကတော့ ကျွန်တော် DOL တိုင်း online နဲ့လုပ်တာ။ဒီဆက်မှာဆိုရင်ကျွန်တော်တို့ကအဲဆက်ကြီးပေါ့နော်။ဆို commercial တွေမှာသုံးနေတဲ့ဆက်ကပုံစံကျွန်တော်တို့ကဒါဒီခုနကဆက်နေတဲ့ဆက်လေးကကျွန်တော်တို့ကအသေးလေးလုပ်ထားတာကို simulation လုပ်လို့ရအောင်ပြထားတာပါ။ဟုတ်ကဲ့နောက်တစ်ဆက်ကလုံးလိုက်ပြမယ်။ဟုတ်တာဘာလဲဆိုတော့ဒါ condensing unit ဒီ condensing unit မှာ condensing compressor ပါမယ်။တော့ကျွန်တော်တို့ဒီမှာ oscillator တွေပါမယ်။ကျွန်တော်ဒီ receiver ပါလာမယ်ပြီးတော့ရင်တော့ accumulator ပါမယ်အဲ့ပါ condensing unit condenser ကိုင်ပါမယ်ဒါဒါလေးပဲ ဒါ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 လေးကျွန်တော်ညှောက်ရသွားမယ်နောက်တစ်ခုကတော့ဒါအပြင်ပြီးပြပါလဲဆိုတော့ cryogenic ကိုကျွန်တော်ကိုယ်တိုင်းတွက်ချက်ပြီးတော့ကျွန်တော်ကိုယ်တိုင်းလက်တွေ့လောက်ထားတဲ့ဆက်လေးရှိတယ်နမူနာပြပြီးဟုတ်ပြီဒီဟာကတော့ဟုတ်ပြီအာကျွန်တော်ဒီ cryogenic ပုံစံလောက်ထားတာပေါ့ကျွန်တော် blast freezer ကိုတော့ဘာလဲလောက်ထား vapor compression system နဲ့ပဲလောက်ထားတယ် two state လောက်ထားတာအာဒီ two state ကိုကျွန်တော်ကဘယ်လိုမျိုးလောက်ထားတာလဲဒါတော့ဒီနားမှာကျွန်တော်ညှောက်ရသွားမယ်ဒီမှာတော့ကျွန်တော်ပြောအသေးသေးလက်ရှိတော့ကျွန်တော်ဒါ r22 ကိုပဲကျွန်တော်သုံးပြီးတော့ တော့ကျွန်တော် black squeezing လုပ်ထားတာပေါ့နော်ဘာလို့တွေ့ရလိမ့်မယ်အနောက်38အနောက်40ကျော်လောက်ကျွန်တော်ခဲပါတယ်နော်ဒီကောင်ဒါ fan tight တော့ကျွန်တော်မဟုတ်ဘူးဒါ chain မှာ tight ဖို့ကျွန်တော် temporary လောက်ပြထားတာပါအဲဒါကောင်ဆိုရင်တော့ဘလို့ cooling လုပ်မှာလဲ water cooling နဲ့ကျွန်တော်လုပ်ထားတာဖြစ်တယ်ကျွန်တော်ကိုယ်အတွက်ချက်ပြီးမှကျွန်တော်ကိုယ်သုံးထားတာ first stage မှာတော့ဒီကောင်ကအာ12 degree celsius လောက်လက်ရှိအေးတယ် heat reject လောက်ထားတယ် second stage မှာခုနကပြောလို့အာ negative 40လောက် band ကျွန်တော်တို့ပေါင်းပေါင်းချနိုင်တယ်45လောက်ထိချနိုင်ပါတယ် ကျွန်တော်စမ်းလို့ရတယ်။အဲနောက်ပိုင်းကျွန်တော်တခြား free on နေနဲ့လုံရင်နှုတ်80ဘူးသွားမှာလေ။ဒီအားတွေပဲကျွန်တော်ပါမှာပေါ့နော်။ဆိုတော့ဒီတင်နဲ့တက်ပြီးသွားရင်စက်လုံးကိုဒီဇိုင်းလုပ်တဲ့ဒီဇိုင်းအင်ဂျင်နီယာတွေတို့လည်းအရင်အတူအသုံးဝင်တယ်။ဒါကြောင့်လည်းဒီဒီဇိုင်းလုပ်မယ်ဆိုရင်ကျွန်တော်တို့ကအာဆက်လုံးကိုကျွန်တော်တို့ကဒီနေ့ခေတ်ကနီးပညာဒါအတိုးတက်နေတော့ကြိုက်တဲ့ဆက်ကိုကျွန်တော်တို့ဒီဇိုင်းပြီးတော့ထွက်ပြီးသွားရင်မှားလာပြီးတော့ကျွန်တော်တို့ဒါကို insulation လုပ်တဲ့လူတွေနဲ့တဲ့ကိုဆင်းလိုက်ထည့်လိုက်တာပေါ့နော် technician technician တွေနဲ့ထည့်တဲ့အခုနောက်ပိုင်းမှာတော့ကျွန်တော် engineer တွေကိုယ်တိုင်အနေနဲ့လုပ်ကျင်တယ်ဆိုရင် ဆက်တွေကိုလည်းကိုယ်တိုင်ဖန်တီးတည်ထွင်လုပ်လို့ရတယ်ကျွန်တော်ကိုယ်တိုင်လည်းအင်ဂျင်နီယာပဲဆိုတော့ဒါတွေကျွန်တော်တွက်တယ်တွက်ချက်ပြီးသွားမှဒါတွေကိုကျွန်တော်တို့ကအဲဒီဇိုင်းကို capillary သုံးလဲဆိုရင်ဒီ metering device capillary tube က block size ကိုသုံးပါလေအာဒီ pipe size တွေသုံးရင် block size သုံးရမှာလေဒီက orifice က block ရှိတယ်ခုနပြောလို့တော်ဒီမှာမှအပူပိုင်းကြီး condenser unit ရဲ့ condenser quality block ရှိပြီးတော့ evaporator ဒီ block ရှိရမှာလေ compressor work block ရှိရမှာလေအကျူစီကျူကိုလနာရဲ့ကျူကတူ evaporator plus ကျူကွန်ပရက်ဆာဆိုတဲ့ theory တွေနဲ့တော့ဒါတွေနဲ့ကျွန်တော်တွက်ချက်ပြမယ်ပြီးသွားရင်ဒါတွေကိုလည်းတွေးကျွန်တော်လုပ်ပြမယ် super heat တွေစက်ကူးတွေတိုက်ပြမယ်အဲ super heat စက်ကူးဘယ်လိုအခြေအနေမှာပြောင်းလဲလဲကျွန်တော်ဒါတွေလက်တွေ့လုပ်ပြမယ်အော်ဒီဒီဒီ detail လေးကအားလုံးအတွက်အကျိုးရှိမယ်လို့လည်းကျွန်တော်မျှော်လင့်တယ်အတန်လေးတန်ပါပါဘာလို့ဆိုတော့အချိန်ပေးရကျွန်လေးတန်ပါပါအရေးကြီးကြီးတာကအချိန်ပါပဲဒီတော့မိတ်ဆွေရဲ့အချိန်ကိုကျွန်တော်အကျိုးရှိရှိနဲ့အသုံးချခြင်း ဒီ gorengi ကကျွန်တော်ဖွင့်မယ်လက်ရှိဖွင့်မယ် engineering နဲ့ပတ်သက်တဲ့ဒီ refrigeration နဲ့ပတ်သက်တဲ့သင်တန်းကိုလာရောက်ဖို့အားလုံးကိုမျှဝေဖို့ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်